Binance ရဲ့40ခုမြောက် hotel airdrop အနေနဲ့ make select တဲ့ Avantis AVNT ကဒီ2025ရဲ့မှာ Binance hotel တွေတဲမှာတန်ဖို့အကြီးဆုံးဖြစ်တယ်။အားလုံးသိကြတဲ့အချိန်မှာကိုယ့်ရဲ့ Binance account ထဲမှာ BNB stake လုပ်ထားတဲ့သူတွေဆိုရင်တော့ Binance ကပုံမှန်အနေနဲ့ coin တစ်တည်းချပေးလို့ရှိပါတယ်။ဒီတစ်ခါ40ခုမြောက်အနေနဲ့ချပေးတဲ့ token ကတော့ Avantis AVNT token ဖြစ်ပါတယ်။ကျွန်တော်တို့ဒီ2025ရဲ့မှာအပြင်မှာရှိနေတဲ့ assets တွေကို blockchain ပေါ် crypto ပေါ်တင်ပြီးတော့လုပ်တဲ့ real world assets တွေကအရင်က ခေတ်စားလာပါတယ်ကျွန်တော်တို့ crypto ပေါ်မှာရွှေတွေငွေကြေးတွေရှိလာတာဒါပြင်ကျွန်တော်တို့ American နိုင်ငံမှာ stock share တွေကို crypto စီးရောက်လာတာဒါတွေအထိကိုတိုးတက်လာခဲ့ပါတယ်ဒါကြောင့် real world assets တွေကိုတနေရာထဲမှာလွယ်လွယ်ကူကူ trade လုပ်နိုင်မဲ့ decentralized exchange တစ်ခုကိုလိုအပ်လာပါတယ် Avantis ကဒီလိုမျိုး decentralized exchange တစ်ခုဖြစ်ပါတယ် Avantis ကဘာတွေထူးခြားလဲ EVNT token ကကိုယ်ကစက္ကန်ရမလားရောင်းရမလားဆိုတာကိုတော့အပိုင်းနှစ်မှာ select ကြည့်ရှုနိုင်ပါတယ် ခရစ်တိုစောင့်ဝယ်နိုင်ဖို့အတွက် exchange account လိုအပ်ပါတယ်ခရစ်တိုကယ်ရီပင်ထားတဲ့ဗီဒီယိုကြည့်ပြီးတော့ Binance account ဖွင့်ရင်တသက်စာ trading discount ရမှာဖြစ်ပါတယ်